ဟယ်လိုမင်္ဂလာပါရှင်ယနေ့မှာသရှင်ညနှုတ်ကပတ်တော်ကောင်းစင်ကားတော်ဖြစ်တင့်အားအဖိုးအခပေး၍ဝေယူထားသည်ဆိုတဲ့ကောင်းစင်လေးဖြစ်ပါတယ်။တင့်ဟာဘုရားသခင်ပိုင်တော်အရာဖြစ်တယ်။တိကောခန်းကြီး6ခန်းငယ်19ကနေ20ကိုကြည့်ကြရအောင်။ ဘေတုနီတင်တုကိုခနာတိဖျားသခင်ပေးတနာတော်မူသောဝိညာဉ်တော်တည်ယူသောတင်တုအထေ၌ကျင်းဝူ၍တန်ရှင်းသောဝိညာဉ်တော်ဤဘိမှန်ဖြစ်ကြောင်းကို၎င်းမိမိတို့ကိုမိမိတို့မပိုင်ချောင်းကို၎င်းမတိကြသလောတင်တို့သည် အဖိုးနှစ်ဝေတော်မူသောသူဖြစ်သောကြောင့်ဖျားသခင်ပိုင်တော်မူသောတင်တို့ဤကိုခန္ဓာနှင့်စိတ်ဝိညာဉ်အားဖြင့်ဖျားသခင်ဤဂုံတော်ကိုထင်ရှားစေကြလော ်ဟာလေလုယာသင်ရဲ့ကိုယ်ခန္ဓာစိတ်ဝိညာဉ်ကိုတင်ပိုင်မှာဘူးဘုရားသခင်ကသင်ကိုယ်ခန္ဓာစိတ်ဝိညာဉ်ကိုအဖို့အခပေးပြီးဝေထားတာဖြစ်တယ်ဟာလေလုယာဒါကြောင့်တန်ရှင်သောဝိညာဉ်တော်ရဲ့ဗိမ္မာန်တော်ဖြစ်တယ်သင်ကိုဘုရားကဝေပြီးတော့မှသင်အထဲထဲမှာဘုရားသခင်ကတန်ရှင်တဲ့သူ့ရဲ့ဝိညာဉ်တော်ကိုထည့်ပေးပြီးတော့သင်ဟာဖရာရဲ့တန့်ရှင်းတဲ့ ဝိညာဉ်တော်ကျင်းဝတ်တဲ့ဗိမ့်မှန်တော်ဖြစ်ဖျားသခင်ကတိဆောက်ပေးထားတာဖြစ်တယ်။ဟာလေလုယာ။သင်ဟာတာမန်လူမဟုတ်ပါဘူး။ဖျားသခင်ရဲ့တန်ရှင်သောဝိညာဉ်တော်ကျင်းဝတ်ဖို့ရန်အတွက်ဖျားသခင်ကိုယ်တိုင်ကသင်ကိုအဖိုးအခပေးပြီးဝယ်ပြီးတော့မှသူ့ရဲ့တန်ရှင်သောဝိညာဉ်တော်ကိုထည့်ပြီးတော့မှသူ့ရဲ့ဗိမ့်မှန်တော်ဖြစ် တင့်ကိုပြုလုပ်ဖန်ဆင်းပေးလိုက်တာဖြစ်တယ်ဟာလေလုယ။တင်ဟာယုံကြည်သူ ခရိယန်ဖြစ်လာတဲ့အခါမှာတင်ဟာတင့်မိဘကမွေးဖွားပေးလိုက်တဲ့အသက်နဲ့အသက်ရှင်တဲ့သူဟုတ်တော့ပဲနဲ့တင်ကယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်တဲ့အချိန်မှာဖခင်သခင်ကတင့်ကို အဖိုးအခနဲ့ယွေးနှုတ်ပြီးတော့တင်အထဲထဲမှာသူ့ရဲ့ဝိညာဉ်တော်ကိုထည့်ပေးတယ်ပြီးတဲ့အခါမှာတင့်ရဲ့ခန္ဓာကိုယ်ကို သူ့ရဲ့ဗိမ့်မန်တော်ဖြစ်ဖျားဘုံနဲ့ပတ်ရှိပေးလိုက်တာဖြစ်တယ်ဟာလေလုယာတီဟာဖျားတခင်ပိုင်နဲ့ဖျားရဲ့ဝိညာဉ်တော်ကျင်းဝတ်နေတဲ့ဖျားတခင်ရဲ့ဗိမ့်မန်တော်ကြီးဖြစ်တယ်ဟာလေလုယာဒါကြောင့်တင့်ရဲ့ခန္ဓာကိုယ်ကဖျားဘုံနဲ့ရှင်တန်ရတဲ့ခန္ဓာကိုယ်ဖြစ်ပါတယ်ဒါကြောင့်အာတင့်ကိုယ်တင်မှန်ထဲမှာကြည့်ရခါမှာ တည့်ရဲ့မျက်လုံးနေကစိတ်ချမှုအပြည့်နဲ့တည်ဝင်ခံပြောဆိုရမယ်ကျွန်ုပ်ရဲ့ခန္ဓာကိုယ်ဟာဆိုရင်ဖရာရဲ့ဗိမာန်တော်ဖြစ်တယ်ကျွန်ုပ်ရဲ့အသက်သေးမှာကျွန်ုပ်အသေးသေးမှာစိတ်ဝိညာဉ်ထဲမှာခရစ်တော်ရဲ့တန်ရှင်းတဲ့ဝိညာဉ်တော်ခရစ်တော်ကိုသိခြင်းကရှင်ပြန်ထမြောက်စေတဲ့ဝိညာဉ်တော်သိရှိနေတယ်။ဘုရားသခင်ကကျွန်ုပ်ကိုခရစ်တော်အားဖြင့်အဖို့ခပေးပြီး ဝေထားတာဖြစ်တယ်ကျွန်ုပ်ကဆိုရင်ဖျားသခင်ရဲ့ဘိုးကိုဝစ်စင်ထားတဲ့သူဖြစ်တယ်လို့ဒီအမြဲတမ်းကြွေးကြော်ဝင်ခဲ့ပြီအမြဲတမ်းထိုအရာကိုတည်ရဲ့အတ္တတာထဲမှာတင်ဝစ်စင်ရမှာဖြစ်တယ်တည်ရဲ့အတ္တတာထဲမှာတည်အမြဲတမ်းဝင်ခံရမှာဖြစ်တယ်ဟာလေလုယတင့်ကိုတင်မှန်ထဲမှာကြည့်တဲ့အခါမှာတင့်ကိုတင်တာမန်လူလူသားတယောက်အနေနဲ့တင်မြင်တွေ့ရတော့မှာမဟုတ်ပါဘူး တီးကိုတင်ခရစ်တော်ဖရာသခင်ရဲ့အင်္ဂါစိတ်ပိုင်းနေနဲ့ခမဲတော်ဖရာသခင်ရဲ့ဗိမာန်တော်ခမဲတော်ဖရာသခင်ရဲ့တန်ရှင်တော်ဝိညာဉ်တော်ကျင်းဝတ်တဲ့ဗိမာန်တော်ဖြစ်တဲ့ကိုတင်မြင်တွေ့ပြီခမဲတော်ဖရာရဲ့ဘုန်းနဲ့ပတ်ရထားတဲ့သူဖြစ်တယ်ဆိုတဲ့တင်းရဲ့ခန္ဓာစိတ်ဝိညာဉ်လေးမှာစိတ်ချမှုအပြည့်နဲ့တင်းနေ့ရဲ့စင်တိုင်းရှင်သန်ပြီးတော့မှနေ့ရဲ့စင်တိုင်းဝင်ခံပြီး နေ့ရက်စဉ်တိုင်းအသက်ရှင်လျှောက်လဲရမှာဖြစ်တယ်။ဒါကြောင့်သင်ဟာတာမန်လူမဟုတ်ဘူး။ဘုရားသခင်ကသင်ကိုပိုခပီးပြီးဝေထားတာဖြစ်တယ်။ဒါကြောင့်သင်ဟာဘုရားသခင်ပိုင်တဲ့သူ့ရဲ့ treasure သူ့ရဲ့အဖိုးမဖြစ်နိုင်တဲ့ဝိညာဉ်တော်ကိုထည့်ထားတဲ့ဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်။ hallelujah ဟာရာဖော်ရှူရူမိုစီဒီဒီဒါကြောင့်သင်က ရဲအအောပွေလူသားဖြစ်တယ်။ဒါမဲ့လူမဟုတ်တော့ supernatural တဘာဝလုံးလူသားဖြစ်တယ်။လူသားလူသားမျိုးတွေကနေမွေးဖွားလာတဲ့သူမဟုတ်ဘူး။ဖခင်ရဲ့ဝိညာဉ်တော်အဖြစ်တစ်တဖန်မွေးဖွားခြင်းခံရ new creation ဖြစ်တယ်။တင့်ကိုအတစ်တဖန်ဖန်ဆင်းထားတာဖြစ်တယ်။အတစ်တော့သူဖြစ်တယ်တင်ရဆိုရင်အဲ့ဒါကိုတင်အမြဲတမ်းတတိယနေရာမှာဖြစ်တယ်။ အဲ့ဒါကိုသင်အမြဲတမ်းသင်နာလေနေရမှာဖြစ်တယ်။တစ်ပီအခန်းကြီး၁အခန်းငယ်၁၈ကနေ၁၉ကိုကြည့်ရအောင်။မိစင်ဖာဆဲကျင်လေတော့အချီနီကျင့်ကြံပြုမှုခြင်းမှရွှေငွေအစရှိသောဖောက်ပြန်ပျက်စီးတတ်သောဥစ္စာနှင့်တင်တို့ကိုရွေးတော်မူသည်မဟုတ်အဘယ်အပြစ်မျှမရှိ အညစ်အကြေးနှင့်ကင်းစင်သောတိုးတငယ်ကဲ့သို့သောခရစ်တော်၏အသွေးတော်မျက်နှင့်ရွေးတော်မူသည်ကိုတိမှတ်ကြလော။ဟာလေလုယ။တင့်ကိုဖျားကရွေးထားတာ။ဘာနဲ့ရွေးထားလဲဆိုတော့ဘယ်အပြစ်မှမရှိဘူး။အညစ်အကြေးကင်းစင်တဲ့တိုးတငယ်တည်သောခရစ်တော်၏အသွေးတော်မျက်နှင့်တင့်ကိုအဖို့ခပေးပြီးရွေးထားတာဖြစ်တယ်။ဟာလေလုယ။ ခုချိန်မှာသင်ခဏလောက်စဉ်းစားကြည့်ပါသင်ဟာတန်ဖိုးမေ့တဲ့လူသားမဟုတ်ပါဘူးသင်ဟာတန်ဖိုးဖြစ်လို့မရတဲ့လူသားဖြစ်တယ်ဘာကြောင့်လဲဆိုတော့ရွှေငွေနဲ့လည်းတန်ဖိုးဖြစ်လို့မရဘူးမိစဉ်ဖဆက်လူမျိုးဆက်ဆက်ကကြည်လေပြီးတော့မှជីပူတဲ့ဥစ္စာတွေဒဏတွေနဲ့လည်းကဘာပေါ်မှာရှိတဲ့အရာဘေးအရာနဲ့မှတန်ဖိုးဖြစ်လို့မရဘူးသင်ဟာ အဖိုးထိုက်တဲ့ခရစ်တော်ယေရှုရဲ့အသွေးနဲ့အဖိုးအခပီးပြီးရွေးဝယ်ခြင်းခံထားရတဲ့သူဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်သင်ဟာတာမန်လူမဟုတ်ဘူး။သင်ရဲ့ဝိညာဉ်စိတ်ခန္ဓာကိုယ်ဟာဘုရားသခင်ပိုင်ရဲ့အရာဖြစ်တယ်။စာတန်ကသင်ကိုဘာမှမပိုင်တော့ဖြစ်တယ်။စာတန်လက်ထဲမှာကြာဆင်းနေတဲ့ အာရန်လက်ထက်ကနေပြီးခက်အဆစ်ဆက်ကြဆင်ခဲ့လူမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ကြဆင်ခဲ့တင်းလက်ထက်တန်အောင်စာရန်ရဲ့အုတ်ဆိုးချင်းပိုင်ဆိုင်ချင်းဘဝကနေဗျာသခင်ကခရစ်တော်ရဲ့အသွေးနဲ့တင့်ကိုပြန်လေရွေးဝယ်လိုက်တာဖြစ်တယ်ဟာလေလုယာတင့်ကို legally တရားဝင်ဝယ်တာဖြစ်တယ်သင်ဟာဒီနေ့တရားဝင် character ပိုင်နဲ့သူဖြစ်တယ် စာတန်ကတင့်ကိုလုံးဝမပိုင်တော့ဘူးဖြစ်တယ်ခရစ်တော်ကတင့်အတွက်သူ့ရဲ့အပြစ်မရှိတဲ့ခန္ဓာစိတ်ဝိညာဉ်ကိုပြီးဆက်ပြီးတော့မှယူ